အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ဘလော့လီယာတော့ရန်ကုန်ကနေကွာလာလမ်ပူကိုသွားတဲ့ကလေးရင်ခီးစဉ်လေးပဲဖြစ်ပါတယ်။ဒါကတော့ပထမဆုံးလက်မှတ်ကောင်တာမှာ boarding pass ထုတ်နေတာပါပြီးရင်တော့ immigration ဖြတ်ဖို့အတွက်အပေါ်ဓာတ်ကိုစစ်တက်သွားပါမယ်။ immigration လည်းဖြတ်ပြီးပြီဆိုတော့ကိုထွက်မဲ့လေရင်ရှိတဲ့ gate number ကိုသွားနေတာပါ။အခုကတော့လီယင်လဲထွက်တော့မှာဆိုတော့လီယင်ပေါ်တက်ရတော့မှာဖြစ်ပါတယ်။ ကျွန်တော်တို့စီမက်လေရင်ကရန်ကုန်ပြည်ပြည်ဆိုင်ရာလေဆိပ်ကနေမနေ့ခုနှစ်နာရီခွဲလောက်မှထွက်ခွာခဲ့ပါတယ်ခမန်းခီးစဉ်ကြာချိန်ကတော့နှစ်နာရီခွဲလောက်ကြာမယ်လို့ပြောပါတယ်လျင်ပေါ်ရောက်ပြီးတော့မကြခင်မှာပဲစားစရာတွေလာပေးပါတယ်။ပြပခီးစဉ်ဆိုတော့စားစရာထမင်းကြော်နဲ့ခောက်ဆွေးကြော်နဲ့နှစ်မျိုးမေးပါတယ်။ကျွန်တော်ကတော့ခောက်ဆွေးကြော်ပဲယူစားပြစ်လိုက်ပါတယ်။ အစားတောက်တွေရဲ့အရသာတော့ပုံမှန်ပါပဲအရာကြီးကောင်းတဲ့ထဲတော့မပါပါဘူးအတီးနံလေးတွေကတော့ချူချူလေးနဲ့စားလို့ကောင်းပါတယ်ကျွန်တော်ကများသောအားဖြင့်လီရင်စီးပြီဆိုရင်ပရင်ပေါက်ပြီးကခုံကိုရအောင်တောင်းထပ်ပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်ကပရင်ပေါက်ပြီးကနေကြည့်ရတဲ့ရှုခင်းကိုတအားကြိုက်ပါတယ်ခုကတော့ကျွန်တော်တို့စီးလာခဲ့တဲ့လေရင်ကကွာလန်လန်ပူအပြည့်ပြည့်ဆိုင်ရာလေစိတ်ကိုနေ့လယ်၁၁ခွဲလောက်မှာရောက်ပါတယ် ခုလီရင်ခီးစဉ်ရကြတဲ့ငါးနှစ်နိုင်ခွဲလောက်ပဲကြာပါတယ်ဒါပေမဲ့အဒီနိုင်ငံတနိုင်ငံနဲ့တနိုင်ငံအချိန်ကွာထားတဲ့အတွက်ကြောင့်မို့17ခွဲမှရောက်ပါတယ်ဒီကွာလာလမ်ပူလေစိတ်ကကြီးပြီးတော့တော်တော်ကိုကျဲတော့ကားတဆင်စီးမဲ့စီကိုသွားဖို့တောင်မှလမ်းကိုတော်တော်ချောက်ယူရပါတယ် ခုကတော့ KL မျိုးတဲ့စဝင်နေပါပြီကျွန်တော်ရဲ့ဒီနေ့ဗီဒီယိုလေးကတော့လောက်ပါပဲအဆုံးထိကြည့်ပေးလို့ကျေးဇူးတင်ပါတယ်ခင်ဗျာဘိုင်ဘိုင်